ဒါအသိကိုလှမတဲ့ဇလန်တပုတ်ပါဒါပေမဲ့ကျွန်တော်တို့ဒီထက်ပိုးပြီးတော့လိုချင်ပါသေးတယ်ဆိုတော့မေခေအော်ဒီတာအော်စတြေးလျရဲ့ချန်ပီယံလိဂ်ဆင်မီဖိုင်နယ်အဆင့်ကိုတက်ရောက်မှုဟာလှမတဲ့ပုံမြင်တပုတ်ဖြစ်ကြောင်းဒါပေမဲ့လည်းဒီမြောက်နဲ့မတင်းတိမ်နိုင်ကြောင်းနီးပြအော်ဒီတာကဖွင့်ရပြောဆိုလိုက်ပါတယ်တေရင်းညမှာတော့အာဆင်နယ်အသင်းကအမရိကွင်းရဲ့တမိုင်းမှာကြီးကျယ်ဆုံးပွဲစဉ်အဖြစ် PSG အသင်းနဲ့ချန်ပီယံလိဂ်ဆင်မီဖိုင်နယ်ပထမကြောပွဲစဉ်ကိုရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ် နေပြည်တော်ကအဆိုပါပွဲစဉ်မှာပရိသတ်တွေအားလုံးနဲ့အတူတကွရှင်နေပေးဖို့လဲတောင်းဆိုသွားတာလည်းပဲဖြစ်ပါလေ။နေပြည်တော်ရာဆင်တဲ့အသင်းကချန်ပီယံလိကွာတာဖိုင်နယ်မှာလက်ရှိချန်ပီယံရီယယ်မက်ဒရစ်အသင်းကိုနှစ်ကျော်ပေါင်းရလဲ၅ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီးပြင်းထန်တဲ့ကလပ် PSG အသင်းနဲ့အရင်ဆိုင်ရမှာလည်းပဲဖြစ်ပါလေ။အောင်ဆင်တဲ့အောက်တမလောက်တုန်းကချန်ပီယံလိအဆင့်မှာတုန်းက PSG အသင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးပါလေ။ အာဆနယ်နဲ့အချမ်ပီယံလိဖလာတကြိမ်မှရရှိခဲ့ဖို့အချိန်မရှိသေးပေနောက်ဆုံးအချိန်ချမ်ပီယံစင်မီဖိုင်နယ်ကိုတက်ရောက်ခဲ့တာဟာ2009ခုနှစ်တုန်းကဖြစ်ပြီးရွက်တဲ့အသင်းကိုနှစ်ကျော်ပေါင်းရလက်၄ခုတကူနဲ့ရှုံးနေခဲ့တာလည်းပဲဖြစ်ပါလိမ့်။အာဆနယ်ကတော့6ခုနှစ်တုန်းကအာဆင်ဝင်းကရဲ့ဥဆောင်မှုနဲ့ချမ်ပီယံဘောလူဘက်ကိုတက်ရောက်ခဲ့ဖို့ပြီးမဲ့ဘာစလိုနာအသင်းကိုအရင်နေခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြာရီတာကတော့တမိုင်းရဲ့ဝန်ထုပ်ဝန်ပိုးခန်းစားမိကြမှာပါ။သူတို့ပြင်ဒီကလပ်မှာနှစ်ပေါင်းများစွာအလုံးလုံးလာတဲ့လူတွေ အများကြီးရှိပါလေသူတို့ဒီအခြေအနေမျိုး မကြုံဘူးပါဘူးဒါဘလို့အထိမကြုံစဘူးထုကဲလှပနေတာလည်းပဲဖြစ်ပါလေတိတ်ကိုလှပနေတော့ကိုပြောက်သားနေပါလေကျွန်တော်တို့တမိုင်းရေးသားနေပါလေလှပတဲ့ပုံမြင်ဇာလန်းတပုတ်ဖြစ်ပါလေဒါပဲလည်းပဲကျွန်တော်ဒီထပ်ပိုးပြီးတော့လိုချင်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေအောင်ဆန်သိအောင်ကန်ဗက်စ်စာကောမာရီယိုဒီကဘာမလို့ဒဏ်ရာရရှိနေမှုကြောင့်ကြီးမားတဲ့ထုံးနဲ့ရှက်ကြုံတွေ့နေရတာလည်းပဲဖြစ်ပါလေ အာဆီယံရဲ့နောက်ဆုံးပရီးမီးယားလေး၄ပွဲမှာတပွဲတည်းသာနိုင်ရရှိထားပြီးတော့ရာသီသိမ်းဖို့၄ပွဲအလိုမှာလဘောသိန်းကိုချန်ပီယံဘွဲ့ပေးလျက်ရပြီလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့အာဆီယံသိမ်းကဥရောပပြန်ပွဲမှာတော့အရှိပွဲ၄အဆင့်မှာ၆ပွဲအနိုင်ရရှိခဲ့တယ်လို့စစ်ကြောသိန်းရှုံးတွေ့အဆင့်မှာ PSG အသင်းကို၂ကြောပေါင်းရလက်ကိုကို၃ကိုနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆက်လက်ပြီးတော့နေပြအာဒီတာကကျွန်တော်တို့ကဥရောပရဲ့အကောင်းဆုံး၄သိန်းအဖြစ်ယက်တီနေတော့မယ်ဖြစ်ပါလိမ့်။ ဒါကျွန်တော်တို့အတွက်စိတ်ဓာတ်ပြင်းပြမှုကိုပြသနေပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အော်ဆယ်သေးတွေသတင်းကောင်းကတော့မီကေမီရီနိုနဲ့ဘန်ဝတ်တို့ဟာလေးချိန်ကံပြန်ဆင်းလာနိုင်တာလည်းပဲဖြစ်ပါလိမ့်။အော်ဆယ်သေးရောင်နောက်ဆုံးဇာဂရက်ချမ်ပီယံပွဲစဉ်တွေမှာအင်တာမီလန်အသင်းတသိန်းနဲ့ကိုသာရှုံးနေခဲ့ပြီးတနက်ပွဲစဉ်တွေမှာဆိုရင်ရလဒ်ကောင်းနေတာလည်းပဲဖြစ်ပါလိမ့်။ ။ဒါပေမဲ့လည်း PSG ရဲ့အသင်းကလည်း Champions League ရှုံးထွေးအဆင့်တွေမှာအင်္ဂလန်ကလပ်တူနဲ့တွဲဆုံခဲ့ရင်ဒီအသင်းကိုချော်ပြနိုင်ခဲ့ပေမဲ့အင်္ဂလန်မြေမှာကစားကြတဲ့ပွဲစဉ်တွေမှာဆိုရင်ရလပိုင်းတွေကအားရစရာအနေထားမရှိပဲ၆ပွဲမှာ၅ပွဲအထိတော့ရှုံးနေထားတာကိုလည်းတွေ့မြင်နေရတာဖြစ်ပါလေ။ဇလမီယိုနေပြအာရီတာကကစားမလို့ကျွန်တော်တို့လှုပ်ဆောင်နေတာတွေကိုတကယ်တသားတဲ့ကြောင့်နေပါလေ။သူတို့ကဒီပြိုင်ဘက်တွေကိုရင်ဆိုင်နိုင်ပြီးတော့သူတို့ထက်ပိုကောင်းနိုင်တယ်လို့ခန်းစားနေရပါလေ။ ဒါကမထင်တဲ့ပွဲအရင်အဆင့်တွေတုန်းကကျွန်တော်တို့ခန်းစားခဲ့ရတဲ့ခန်းစားချက်တွေပါပဲဒီနေ့မှလည်းဒီအတိုင်းခန်းစားရပါလိမ့်ကျွန်တော်အနေနဲ့တို့ရဲ့မျိုးလုံးတွေကိုကြိလိုက်ပါလိမ့်မလဲပြန်ပွဲကစားဖို့တို့မဆောင်နိုင်တော့ပါဘူးအဲလိုခန်းစားချက်မျိုးတွေပါကျွန်တော်တို့ရဲ့ကွင်းထဲကတည်ရှိမှုကိုသဘောကျပါလိမ့်ဘလို့ကွင်းထဲကနေထွက်သွားလိမ့်ကျတို့ရဲ့ကိုဟန်ဘန်အမှုအယောင်ပြင်းထန်မှုဘလောက်တောင်တိုက်စစ်ဆန်လဲဆိုတာတွေကိုပေါ့လို့နေပြည်တော်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ ကျွန်တော်တို့ကတကယ်ယုံကြည်မှုစိတ်ပိုင်းဖြတ်မှုတွေနဲ့ကစားခဲ့ပါတယ်။ပြိုင်မဲ့ကြီးတွေနဲ့ရင်ဆိုင်တဲ့အခါမှာချက်ချင်းပဲပွဲကိုဒီအခြေအနေတွေနဲ့ထည့်သွင်းဖို့လိုအပ်ပါတယ်လို့လည်းထက်လောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ်။အာဆန်သင်းမှာကွင်းလန်ဇာမာသောမတ်စ်ပါတီပွဲပယ်ခံနိုင်ရပြီးကလာဖီယိုရီမှာလည်းထိုင်အောင်ရနေပေမဲ့ဘန်ဝနိုက်မီရီနူတို့ကတော့ပြန်လည်ပါဝင်လာနိုင်ဖွယ်တော့ရှိနေပါတယ်။တောမတ်စ်ကတော့ကံမကောင်းစွာနဲ့ပဲရေးမထွေအသင်းရဲ့ပွဲမှာဝဲပြီးကနေမှအဝါကပြခံရလို့ဒီဘက်အတွက်ဆုံးရှုံးခဲ့ရပါလိမ့်။ဗန်နဲ့မီခီတို့ကတော့၄ချိန်ကဆင်းနိုင်ခဲ့ပါပြီ မလဲပြန်ပွဲထွက်နိုင်မလားစောင့်ကြည့်ရပါလိမ့်မယ်ကလာဖီယိုတွေကတော့အကြံခံမှုမပြေဝသေးပါဘူးလို့နေပြရီတာကအတီဗီပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် BSD နဲ့နေပြလူးဝစ်အင်နီမီကလည်းတမိုင်းမှတ်တမ်းသေးရေးသားလူချောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ် PSG အသင်းအားချန်ပီယံလိအဆင့်မှာတုန်းကအာဆင်နယ်အသင်းကိုရှုံးနေငယ်တုန်းက DRC ချန်ပီယံလိမှာစောစောစီစီလှည့်ပြန်ရမယ့်အသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာလည်းပဲဖြစ်ပါလေ။လီဂူဝန်ကလေးအားချန်ပီယံလိအဆင့်ပရမ၅ပွဲမှာ၃ပွဲရှုံးနေပြီးတော့တပွဲတည်းသာနိုင်ရရှိခဲ့ပေမဲ့ အဆင့်15နေရာမှာရက်ဒီပြီးတော့ပလေးအောင်အဆင့်ကနေတဆင့်ရှုံးရွယ်အဆင့်ကိုတက်ရောက်လာခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့လည်း Lewis Inverney ဟာ BSG အသင်းမှာလုံခဲ့တဲ့9လတုန်းကထက်ပိုမိုပြည့်ပြည့်စုံတဲ့အသင်းဖြစ်နေပြီးဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ Lewis Inverney BSG အသင်းဟာ Champions League အဆင့်မှာတုန်းကအာဆင်အသင်းကို2ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့မှုတဲ့အသင်းလည်းပဲဖြစ်ပါလေ။ဒါပေမဲ့လည်း Lewis Inverney ကဒီပေါ်နဲ့ကွဲပြားခြားနာမှုအချို့ရှိနေပါပြီ။အာဆင်အသင်းကိုရှုံးနေခဲ့တဲ့အုံကလည်းရှင်းလိုက်မယ်ဆိုရင်ပေါ့။ ဒီဘက်ကိုကျွန်တော်နောက်ထပ်ကြည့်ဖြစ်ပါလိမ့်ပြီးတော့တိုးတက်မှုအချို့လည်းမြင်ရပါလိမ့်အခုကျွန်တော်တို့ပိုကောင်းတဲ့အသင်းတဲ့ဖြစ်နေပြီလို့ထင်ပါလိမ့်ဒီပြိုင်ပွဲတစ်ချောင်းပြသခဲ့ပြီလည်းပဲဖြစ်ပါလိမ့်ကျွန်တော်တို့ကခံခဲ့တဲ့လေးအဆင့်ကြုံတွေ့ခဲ့ရပါတယ်အစပရမတုန်းကစိတ်သက်ပိုင်းထိခိုက်မှုတစ်ခုလို့ထင်ခဲ့ပါတယ်ဒါပေမဲ့လည်းပဲနောက်ဆုံးမှာဒါကပဲအသင်းကိုတိုးတက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်ကိုယ်ဆိုရင်ကျွန်တော်တို့ဟာပိုပြီးတော့တိုးတက်တဲ့အသင်းတစ်သင်းဖြစ်နေပါပြီအခုကျွန်တော်တို့တမိုင်းစာမျက်နှာအသေးတစ်ခုရေးသားခြင်းပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် PSG ရဲ့အသင်းဟာဂိုလာစောပိုင်းတုန်းကလီဂူဝမ်ချန်ပီယံဖြစ်ထားတဲ့အသင်းအသင်းလေးပဲဖြစ်ပါလေ။သူတို့ဟာပြီးခဲ့တဲ့ဘတ်တုန်းကနိုက်စ်ကိုမရှုံးနိုင်မီအချိန်ထိလီဂူဝမ်မှာရှုံးဝဲမရှိသေးတဲ့အသင်းအဖြစ်ရပ်တည်နိုင်ခဲ့တဲ့အသင်းလေးပဲဖြစ်ပါလေ။ PSG ရဲ့အသင်းဟာချန်ပီယံလိပ်လေးအောင်ဆင့်မှာပြင်းသစ်ကလပ်မရက်ကိုနှစ်ကြောပေါင်းရလဲဇေကိုဂိုးမရှိတဲ့အနိုင်ယူပြီးတော့ရှုံးဝဲဆင့်ကိုတက်ရောက်ပြီးတဲ့နောက်အင်္ဂလန်ပြိုင်ပွဲတွေဖြစ်ကြတဲ့လမာဘူးအက်စတွန်ဗီလာတို့ကိုကြော်ဖြတ်ပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့တဲ့အသင်းလေးပဲဖြစ်ပါလိမ့် ပြိုင်မဲ့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့လူးဝစ်အင်နီရီကသူတို့ကအတန်မာလာတွေအများကြီးရှိတဲ့အသင်းမှာသူတို့ရဲ့တိုက်စစ်ကစားဟန်ခံစစ်ကစားဟန်ကိုကြည့်ရင်ခင်ဗျားတို့သိနေပါလိမ့်သူတို့ဟာချစ်ချစ်လစ်လစ်စီစီလုံးလုံးရှိတဲ့အသင်းအသင်းဖြစ်နေပါပြီပြီးတော့ကျွန်တော်တို့လိုပဲသူတို့မှလည်းထိတ်တန့်စားမအချို့လည်းရှိနေပါလိမ့်ဒါပဲလေပဲသူတို့စားမတဦးလေးကိုပဲမှီခိုပြီးမကစားပါဘူးတရားဒီချောင်းလုံးမှာသူတို့ကဒဏ်ရာပြဿနာတွေနဲ့ကြုံခဲ့ရပါတယ်။ဒါပေမဲ့ထိတ်တဲ့အဆင့်မှာကစားနိုင်တော့မှာပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဇာရမီယောလူးဝစ်အင်နီရီကမေဂီယာနေတော့ကအာဆနယ်ကို9နဲ့6နဲ့လောက်ကန်တွေလာတော့ပါကျွန်တော်ဒီအသင်းကိုတနည်းနဲ့2လပဲကန်တွေရပါသေးတယ်ကျွန်တော်ဘလို့အနေထားရောက်နေလဲတော့မသိပါဘူးဘယ်ကိုသွားခြင်းလဲဆိုတော့ရှင်းလင်းတဲ့စိတ်ကူးတော့ရှိပါတယ်ဒါမှလည်းအချိန်ဘလောက်ထိလိုအပ်မလဲဆိုတော့ကျွန်တော်မသိပါဘူးလို့ဖွင့်အောင်ပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်ဆိုတော့ပြည်ရင်းမြန်ဝင်းတွေမှာလက်လွတ်ခဲ့ရပြီးတော့ချန်ပီယံလိဟာအာဆနယ်အသင်းအတွက်ဒီနေ့မှဆူလာတစ်ခုခုရယူနိုင်ဖို့တစ်ခုတည်းသောမျှော်လင့်ချက်လည်းပဲဖြစ်ပါလိမ့် အော်စတြေးလျကဂျိမ်းမောင်းများစွာဆုပ်လာနဲ့လွဲချော်ခဲ့မှုတွင်အပြင်ကစားမခေါ်ယူမှုတွေအတွက်တမ်းမောင်းများစွာသုံးဆွဲခွင့်ရခဲ့ပြီးတဲ့နောက်မှာဆုပ်လာတလုံးရယူပေးလာဖို့ဖိအားတွေတိုးမြင့်လာနေတာလည်းပဲဖြစ်ပါလိမ့်တဘမလေး BSD အသင်းကလည်းဒမ်ဘလီတိုက်စစ်ဇာမဥဆောင်ပြီးတော့နောက်ဆုံးမှာချိန်မှန်လာခဲ့တဲ့အသင်းတွေလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ဒီကနေ့ညအမရိမှာရှင်ပြိုင်မဲ့အာဆင်အသင်းရဲ့ချင်းချောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ Louis Enrique က အောင်စံသင်းကိုကျွန်တော်အပြည့်အဝအသိရှိထားပြီးသားပါကျွန်တော်လေးလာစောင့်ကြည့်နေတဲ့အသင်းတစ်သင်းလည်းပဲဖြစ်ပါလေကျွန်တော်ဒီအားလုံးကတော့ကျွန်တော်တို့မှာရည်သွေးတွေသူတို့မှာရှိတဲ့အားနဲ့ချက်တွေကတော့အတူတူပါပဲကျွန်တော်တို့လည်းတိုးတက်နေတဲ့အသင်းတစ်သင်းပဲလေဒါပေမဲ့လည်းပဲနှုတ်လက္ခဏာဆောင်တဲ့အရာတွေကိုပဲအာရုံစိုက်နေမယ်ဆိုရင်တော့ဒါခင်ဗျားတို့ပြဿနာပဲကျွန်တော်ကတော့အဲ့လိုဘယ်တော့မှမလုပ်ပါဘူးဟုတ်ပါရဲ့ကျွန်တော်တို့တိုးတက်ချင်ပါလေဒါပေမဲ့ပြည့်ပြည့်စုံတဲ့အသင်းဆိုတော့မရှိပါဘူးကျွန်တော်တို့လည်းဖြစ်မှာမဟုတ်ပါဘူး တို့တို့ချန်မယ်လေးကိုအရန်ကိုအာယုံဆက်နေလို့ရာသီကကောင်းမလဲအခန်းထက်နေကိုရောက်လာခဲ့ပါပြီ။ခင်ဗျားတို့ဒီကနေ့ပွဲမှာကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စရောဘေးစီအသင်းရောင်လေးပြည့်ဖြစ်မှာစနေအသင်းကိုရှုံနေခဲ့ပေမဲ့လည်းလက်ရှိအချိန်မှာတော့ဘိုလူဘဲကိုတက်ရောက်နိုင်ဖို့အလားလာကောင်းတဲ့အသင်းအဖြစ်သတ်မှတ်ခြင်းခံထားတဲ့အသင်းလည်းပဲဖြစ်ပါလိမ့် နေပြည်တော်ကတော့ပွဲချိုသတင်းကြောင့်ရှင်းလင်းပွဲမှာနှစ်ကြော့စားရမယ့်ပွဲစဉ်မှာဒူရီယာကြော့ကိုအင်ကွင်းမှာကစားတဲ့အသင်းတွေကပိုးပြီးအားသာချက်အခြေချောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။အာဆင်တဲ့ရကွာတာဖိုင်နယ်ဒူရီယာကြော့မှာအဝေးကွင်းမှာစားခဲ့ရသလိုအခုဆင်မီဖိုင်နယ်မှာလည်းဒူရီယာကြော့ကိုအဝေးကွင်းမှာကစားမှာဖြစ်တာကြောင့်နေပြည်တော်အထိုင်ကဒီလိုပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စရိုဒီနေ့ကြောင့်အမရိကွင်းမှာတမန်တဲ့ရေးထိုးလို့တဲ့အသင်းနှစ်သင်းထိတဲ့တွေးဆုံကြတော့မှလည်းပဲဖြစ်ပါလိမ့် ဆိုတော့ဘောလာတို့ကရောဘယ်အသင်းကနိုင်ရသွားလဲဆိုတော့ခံမှန်ပြောဆိုပေးခဲ့ကြပါတော့ကျေးဇူးတင်ပါတယ်ဘယ်တဲ့မျိုးလို့ကိုစိတ်နှဖျောကျမ်းမာချမ်းသာပြီးဘေးဘီယံဝေးကွာကြပါစေခင်ဗျာ